ဆိုလို့ရှိရင်မလာကလုံးဝကိုပြုတ်ကိုပြုတ်သွားပါပြီနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ဘုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ကျွန်တော်တို့ကရွေးချယ်စရာလမ်းမရှိတဲ့အတွက်ကျွန်တော်တို့အောင်ဖို့ကိုအမြဲတမ်းအောင်တဲ့အထိကျွန်တော်တို့လုပ်ကြရမယ်။အောင်ပြီးသွားရင်လည်းကျွန်တော်တို့တပ်ပြီးထူထောင်ရေးတွေတည်ဆောက်ရေးတွေနော်နောက်တစ်ခါကျတော့ရာဇဝတ်သားတွေပြစ်မှုပြစ်ဒဏ်နော်ရာဇဝတ်သားတွေကိုကျွန်တော်တို့ကပြန်ပြီးတော့တရားစီရင်ရမှာ၄ရှိသေးတယ်နော်မင်းအောင်လိုင်းတို့အောင်ကိုအောင်ပါပါခင်ဗျာလေဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီလိုမျိုးယုံကြည်ချက်နော်တူတဲ့ ရေပတ်ချင်းတူတဲ့ကျွန်တော်မိတ်ဆွေတွေကျေးဇူးတရားကြီးတင်ပါတယ်နော်ဆိုတော့တော်လည်းအေးကနေ့စဉ်၈ရောက်နေတယ်နော်၈ရောက်နေတယ်ဒါကကျွန်တော်တို့ဒီဘက်ဂရန်ဘတ်မှာဆိုလို့ရှိရင်လည်းဂရန်ခေါင်းဆောင်တွေနော်သူတို့တွေစုစည်းမှုတွေတော်တော်အားကောင်းလာတယ်လို့တက်တဲ့တော့ကြားတယ်နော်ဆိုတော့ကျွန်တော်ရဲ့တော်လည်းညီကိုမောင်နှမတွေသူတို့တွေပြောပြောနေတာကျွန်တော်တို့တွေ့ရပါတယ်ခွန်အားလည်းဖြစ်ရပါတယ်နော်ဂရန်က အဖွဲ့ကွဲရင်ကွဲမယ်ဒါပေမဲ့ဘယ်တော့မှသွေးမကွဲဘူးတဲ့နော်ဒီတိုင်းပဲကျွန်တော်တို့ဖြစ်စေချင်ပါလေအဲ့ရနေတဆင့်တက်ပြီးကျွန်တော်တို့ကရင်ကနေတဆင့်တက်ပြီးတော့မြန်မာတပီလုံးနော်အဖွဲ့ကွဲရင်ကွဲပါနော်ဒါပေမဲ့သွေးမကွဲကြဘူးတရေကြည့်ပါတယ်ဒီရေတော်ပုံကြီးအောင်ဖို့ဆိုတာကကျွန်တော်တို့ကစီလုံးကြရမယ်စီယုံကြရမယ်အကုန်လုံးစုပေါင်းပြီးတော့ဗျာကျွန်တော်တို့ရန်သူကိုစော့မယ်ဆိုလို့ရှိရင်မလားဂျွန်းပြန်နေရပါဘောနော် အဝကအကောလုံးစုပေါင်းပြီးတော့မစော်ကြသေးဘူးအကောလုံးစုပေါင်းပြီးစော်ဖို့လို့အတွက်ဒီနေရာကနေကျွန်တော်တိုက်တွန်းခြင်းနဲ့လှုံ့ဆော်ခြင်းနဲ့ဖိတ်ခေါ်ခြင်းနဲ့နော်အဓိကကျွန်တော်တို့တော်လည်ရေးမှာကျွန်တော်တို့ခေါင်းဆောင်ကြီးတွေရှိပါတယ်နော်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေနိုင်ငံရေးခေါင်းဆောင်ကြီးတွေသူတို့ကနေပြီးတော့ဥဆောင်ပြီးတော့ဒီအရေးတော်ပုံကြီးမှာဒီတော်လည်ရေးကြီးမှာနော် အဖွဲ့တွေအကုန်လုံးပူးပေါင်းပါဝင်ပြီးတော့ဘုံရံသူကိုနှွာဖို့အဲ့ဒါကိုလည်းကျွန်တော်တို့လုပ်ကြဖို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်နိုင်ကိုနိုင်ရမယ်တဲ့ဟုတ်ပါတယ်ဗျနိုင်ကိုနိုင်ရမှာဖြစ်ပါတယ်နော်နိုင်ကိုနိုင်ရမှာပါအောင်ကိုအောင်ရမယ်နိုင်ကိုနိုင်ရမယ်ဟုတ်ပါတယ်เนาะနိုင်ကိုနိုင်ရမယ်နိုင်မှလည်းဖြစ်မယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအောင်မြင်မှုရမှကျွန်တော်တို့ရှင်သန်ခွင့်တွေရကြမှာဒါအပြင်ကျွန်တော်တို့ဒီဒေါ်လာရေးကြီးကအသက်တွေဘဝတွေအနာဂတ်တွေအများကြီးရင်ထားရတာနော်ဆိုတော့ဒီဒေါ်လာရေးကြီးအောင်မှအမြပေးဝေကြရမယ့်သူတွေရှိသေးတယ်နော်မင်္ဂလာပါကိုကြီး ဟုတ်ကဲ့မင်္ဂလာပါဆရာကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ W ပါ W ပါဟုတ်ကဲ့အော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့လုံကြုံစွာတော့နေကြပါနော်ဘယ်နေရာကကြည်ကြည်အထူးသဖြင့်ပြည်တွင်းဆိုရင်အဲလုံကြုံရေးအရန်ရေးကြည့်ပါတယ်ကျွန်တော်တို့ဒေါ်လာရေးကြည့်ကအရောက်ချင်းစီတိုင်းမှာပဲပထမဆုံးကတော့ရှင်သန်ခြင်းကဒေါ်လာချင်းမှာပဲပြီးလို့ရှိရင်ကျွန်တော်တို့ လုံခြုံစွာနေထိုင်ခြင်းကလည်းတော်လိုင်းရေးပါပဲเนาะကျမ်းပါစွာနေထိုင်ခြင်းကလည်းတော်လိုင်းရေးဖြစ်ပါတယ်เนาะဒါကြောင့်မလို့ပထမဦးဆုံးအခြေခံအကျဆုံးကျွန်တော်တို့ပြည်သူတွေဟောမင်္ဂလာပါဆရာကြီးဟုတ်ကဲ့เนาะအားလုံးမင်္ဂလာပါအားလုံးပဲအကူကြီးအမကြီးကျွန်တော်ရဲ့မိသားစုတွေเนาะမင်္ဂလာပါခင်ဗျเนาะကျွန်တော်တို့ပထမဦးဆုံးအခြေခံအကျဆုံးလုပ်တင်တာကကျွန်တော်ရှင်သန်စွာနေကြမယ် နော်ရှင်သာအောင်နေမယ်လုံကျွအောင်နေမယ်ကျမ်းမာအောင်နေမယ်ဒါသည်ကျွန်တော်တို့အခြေခံအကျဆုံးတော်လိုင်းရေးပါအဲ့ဒီကနေတစ်ဆက်တက်ပြီးတော့နော်ကျွန်တော်တို့တွေကုသရန်တန်ရန်လုံနိုင်တာတွေကိုလုပ်ကြတာပေါ့နော်ကျွန်တော်တို့ငွေကြေးအဖြစ်ပါဝင်နိုင်ငွေကြေးအဖြစ်ပါဝင်မယ်နော်စီယုံရေးအရာသတင်းမီဒီယာအရာဥပဒေကြောင်းအရာနော်တခါကျွန်တော်တို့စီရေးအရာဤပညာအရာအရေးကြီးတာကျွန်တော်တို့တွေအကုန်လုံး down sit အောင် ပါနိုင်နေဖို့အရေးကြီးပါတယ်။အရောက်ချင်းစီတိုင်းကအလွန်အရေးကြီးသောအရေးတော်ပုံတက်သားတွေဖြစ်ပါတယ်။နော်။ဆိုတော့သူ့နေရာနဲ့သူတံမိုးရှိပြီးတော့သူ့နေရာနဲ့သူအရေးပါနေတဲ့ပုံကိုယ်ကြီးဖြစ်ပါတယ်။နော်။ဆိုတော့ကျွန်တော်တို့တွေအကုန်လုံးကဒီတော်လိုင်းရေးကြီးမှာသူ့ဘက်သူကွက်လက်လေးတွေရှိနေကြပါတယ်။အဲ့ဒီကွက်လက်လေးတွေကိုကိုကကိုမြင်တဲ့ပုံစံအတိုင်းဝိုင်းပြီးတော့ကွက်လက်ဖြစ်နေကြဖို့ရေးကြီးပါတယ်ဗျ။နော်။ ။ဘာကြောင့်လဲဆိုတော့လူတိုင်းလက်နက်ကင်စရာမလိုဘူးမြမဘီကအဲ့ဒါဒီအစိုးရအကောင်ဖြစ်နေတယ်နော်ဆိုတော့အသက်ပေးပြီးတော့တိုက်ပါမယ်ဆိုပြီးတော့နော်ကျွန်တော်တို့ PDF တွေ LDF တွေ UG တွေအများကြီးရှိတယ်သို့တော့နော်သို့တော့သူတို့ကိုကျွန်တော်တို့ကစုံလင်အောင်မတက်ဆင်ပေးနိုင်တာကကျွန်တော်တို့ရဲ့အာနေဂျာဖြစ်နေတယ်အဲ့တော့သူတို့ကိုစုံလင်အောင်တက်ဆင်ပေးဖို့ဆိုတာကနော် ကောင်းဆောင်မှုဥဆောင်မှုကောင်းကောင်းနဲ့နောက်တစ်ခါကျတော့ငွေကြေးနဲ့ရှိမှသာကျွန်တော်တို့စုံလင်အောင်တက်ဆင်ပေးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီဒေါ်လာရေးကြီးဆိုတာကရွေးချယ်မှုဆုံးဖြတ်မှုဖြစ်ပါတယ်။နာဒမ်မောပါ။နာဒမ်မောပါဟုတ်ကဲ့နော်။ Also clay rosio narino နော်ဟုတ်ကဲ့ပါ။ဆိုတော့ကျွန်တော်တို့ဒီနော်တကယ်လို့မြန် ဥဆောင်မှုကခေါင်းဆောင်မှုကဒီထက်ပိုပြီးတော့ကောင်းမယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့ရှေ့ရောက်ပါတယ်ကျွန်တော်တို့ဒီထက်ပိုပြီးတော့စီးလုံးနဲ့စီးယုံနိုင်မယ်ဆိုရင်ဒေါ်လာကြီးကဒီထက်ပိုပြီးတော့ရှေ့ရောက်ပါတယ်တကယ်တကယ်ကြတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့အင်အားကောင်းတဲ့လက်နက်ကိုက်တပ်ဖွဲ့ကြီးတွေနော်ဥမာဆိုဝါတပ်ဖွဲ့ဆိုရင်ထရေဝင်မပါဘူး RCSS SSPP နော်ကျွန်တော်တို့ထရေဝင်မပါဘူး MNDA ကပြန်နာသွားတယ်နော် ဆိုတော့ဒါတွေကကျွန်တော်တို့ဆုံးရှုံးနေတဲ့အင်အားတွေပေါ့ဒီလိုမျိုးသူတို့တွေကပြပြဝမပါတဲ့ခါကြတော့เนาะအပြစ်တင်တာတော့မဟုတ်ပါဘူးဒါပေမဲ့ပါစီခြင်းလို့ကျွန်တော်တို့ကငူကြွေးတာလို့ပဲပြောရမှာပေါ့เนาะဒါမှမဟုတ်ရှင်ဖိတ်ခေါ်တာလို့ပဲပြောရမှာပါဆိုတော့တကယ်တော့ဒါအဲ့ဒီအဖွဲကြီးတွေများပါလိုက်ကြမယ်ဆိုရင်ညူးဒေါ်လာကြီးမှာဒီချိန်မှာပါဝင်ဆွေးနွေးကြမယ်ဆိုလို့ရှိရင် မာလာကလုံးဝကိုပြုတ်ကိုပြုတ်ပွားပါပြီနော်တေးကြတယ်မာလာလုံးဝလုံးဝကိုအခုလောလောဆယ်အနေထားမှာတော့မအခြေတည်မကောင်းတာဝါတက်ဖွဲ့လူဖွဲ့ကြီးတွေ MND ကလည်းပြန်ပြီးတော့ပြန်ဆမယ်နော်ရှမ်းနှဖွဲ့ပေါက်လိုက်ရင်လည်းနော်အင်အားကြီးမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်တို့နိုင်ငံကြီးမှာအရှိန်အဝါနဲ့ဩဇာအာဏာရှိတဲ့ကောင်းဆောင်ကြီးများတခါကျွန်တော်တို့စီရဩဇာအရှိန်အဝါရှိတဲ့ကောင်းဆောင်ကြီးများနော် အကုန်လုံးကဒီအဖွဲ့ကြီးတွေကိုပါလာအောင်လို့နော်အဲ့ဒါကိုကျွန်တော်တို့အဲဖိတ်ခေါ်စီခြင်းပါတယ်စီယုံစီခြင်းပါတယ်ကျွန်တော်တို့အားလုံးကစီလုံးမှုရေးကြည့်တယ်ဆိုတော့တကယ်လို့ညာကျွန်တော်တို့ကကောင်းမွန်တဲ့ခေါင်းဆောင်မှုနဲ့နော်ကျွန်တော်တို့ပေါင်းဆက်လိုက်ပြီးတော့စီလုံးညီညွတ်စွာနဲ့ဘုံရန်သူကိုနှွားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အောင်မြင်မှုကတကယ်ကိုရှေ့မှာလှမ်းပြီးတော့မြင်နေရပြီလို့တော့ပြောလို့ရတယ် တင်စားလို့ရတဲ့အနေအထားမှာရှိပါတယ်เนาะဆိုတော့ဒီလိုဖြစ်အောင်လဲကျွန်တော်တို့ကအရောက်ချင်းစီတိုင်းကဝိုင်းပြီးတော့တောင်းဆိုကြရအောင်เนาะတိုက်တွန်းကြရအောင်ဆိုတော့မိမိနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအသီးသီးအလိုက်လဲเนาะကျွန်တော်တို့အဲ current ဆို current ချင်းဆိုချင်းเนาะကျွန်တော်တို့ခေါင်းဆောင်မှုတွေကကျွန်တော်တို့ရွေးချယ်ခွင့်တွေရှိတာကိုเนาะကျွန်တော်တို့ရဲ့เนาะဒီဒီ new dollar ဆို new dollar ကြီးကောင်းမွန်တဲ့ခေါင်းဆောင်မှုတွေ ကောင်းမွန်တဲ့ခေါင်းဆောင်တွေရဖို့လဲကျွန်တော်တို့တွေရွေးချယ်ပြီးတော့ဝမ်းပြောကြဖို့လိုပါတယ်။ဒါအပြင်ကျွန်တော်တို့ဒီတော်လိုင်းအောင်ဖို့နဲ့ဝကြီးနဲ့ကနော်တော်တော်ကြီးကိုတိုက်ရိုက်ချိုးချရတယ်လို့လဲကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုဘယ်နိုင်ငံတကာကမှပတ်စံကမပေးနေဘူးနော်။အဲ့တော့တကယ်လို့များပတ်စံပေးတယ်ဆိုရင်တိတ်ကောင်းမှာပေါ့။ဥပမာဆိုကျွန်တော်ဒီနေ့သတင်းတစ်ခုထဲမှာတွေ့လိုက်တယ် မြန်မာပြည်အတွက်အရေးပေါ်လိုအပ်နေတဲ့အတွက် ADB ကဒေါ်လာတန်း100ပေးမယ်တဲ့နော်အဲ့တော့အဲ့ဒီတန်းတရာကကျွန်တော်တို့ဒေါ်လာရေးဘက်ကများရရင်ဘယ်လောက်ထိအောင်ကျွန်တော်တို့ခွာဖြစ်လိုက်လိမ့်မလဲအခုကအဲ့ဒီတရင်းရကျွန်တော်ထင်ပါတယ်ဒါကမဟာလဘက်ကိုရောက်သွားမဲ့သဘောရှိပါတယ်နော်အဲ့လိုမျိုးရောက်သွားတယ်ဆိုတာကကျွန်တော်တို့ကတော့မကောင်းဘူးနော်အဲကောင်းမွန်တဲ့ကောင်းဆောင်ဘယ်တော့ပေါ်မြင်ထင်ပါသလဲတဲ့ ။ဟုတ်ကဲ့ဆရာမကြီးကောင်းမွန်တဲ့ခေါင်းဆောင်တွေကပေါ်နေပြီးသားပါမြေပြင်မှာရှိနေပါတယ်။အဲ့ဒီခေါင်းဆောင်တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့အယောင်တင်ပေးရမှာ။ဝိုင်းပြီးတော့ပခုံးထန်းတင်ပေးရမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေမြေပြင်မှာတကယ်လို့ရှိနေတယ်။ဒါပေမဲ့မျိုးဆက်သက်တွေဖြစ်နေတဲ့အခါကျတော့နော်။သူတို့ကိုကျွန်တော်တို့ကြိုးစုံရမယ်အစားပေါ့ဗျာနော်။အဲအတိုက်ခိုက်ခံရတယ် ဘေးဒုက္ခရတယ်နော်ဆိုရက်ခါကျတော့သူတို့တွေကအယောင်တက်လာမယ်အစားနော်ဝိုင်းဝန်းပြီးတော့အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်ဆိုတော့ဒီပြည်မှာဘုသူတွေအစွမ်းစားရှိပြီးတော့ခေါင်းဆောင်ရည်ချင်းရှိတယ်ဆိုတာကအလုံးနဲ့သိနေတာပဲသူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့နော်ကျွန်တော်တို့ကဝိုင်းပြီးတော့ထောက်ခံပြီးတော့ဝိုင်းပြီးတော့ကျွန်တော်တို့ကပခုံးထန်းတင်ပေးရမှာပါအောင်ဆောင်ခလိုင်းပါဟုတ်ကဲ့နော်ဆိုတော့အရာဒီလေ နှွေဦးတော်လိုက်အောင်မြင်ဖို့အကြောင်းတရားဖြစ်ပါတယ်နော်ဆိုတော့ညာကသိရေးကြီးပါတယ်နော်ကျွန်တော်တို့ကခေါင်းဆောင်ကောင်းတွေရှိရသားနဲ့မသုံးသလိုဖြစ်နေတယ်နော်မသုံးသလိုဖြစ်နေတယ်ကျွန်တော်တို့လွတ်လိုက်ရဖို့ကြိုးစားကြတဲ့အခါမှာနော်ကြိုးစားကြတဲ့အခါမှာလွတ်လိုက်ရဖို့ကျွန်တော်တို့ကြိုးစားကြတဲ့အခါမှာကျွန်တော်တို့ကံကောင်းခြင်းတော့အခင်အောင်ဆန်းတို့လိုလူငယ်တွေကိုပခုံးထမ်းတင်ပေးမယ်နော် ပခင်ကိုတော်မိုင်းတို့ပခင်များတို့ဒီတို့ဘွားချိုးတို့ဥရဇက်တို့ရှိခဲ့ဘူးလေယနေ့လူဦးတော်လိုင်းမှာကျွန်တော်တို့เนาะအသက်30ကျော်လူငယ်လေးတွေခေါင်းဆောင်နေတဲ့နိုင်ငံမှာအများကြီးရှိပါတယ်အသက်20ကျော်လူငယ်လေးတွေအများကြီးရှိပါတယ်เนาะသူတို့တွေကိုเนาะသူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့ပခုံးထမ်းတင်ပေးဖို့အများအားကျွန်တော်တို့ထောက်ခံပေးနေဖို့တကယ်လို့အနိုင်ကျင့်ခံရလို့ရှင်အကာအကွယ်ပေးဖို့ ဒါကတော်လိုက်အောင်မြင်မှုအကြောင်းတရားဖြစ်ပါတယ်ဒါကသိအရေးကြီးပါတယ်ကျွန်တော်တို့အားလုံးမှာရွေးချယ်ပိုင်권ရှိတယ်ကျွန်တော်တို့အားလုံးမှာဆုံးဖြတ်ပိုင်권တွေရှိတယ်ကျွန်တော်တို့ရဲ့ရွေးချယ်ပိုင်권နဲ့ဆုံးချက်ပိုင်권နော်နော်နော်အဲ့ဒါတွေကိုကျွန်တော်တို့ကအသုံးချကြဖို့သိအရေးကြီးပါတယ်ဒီပိုင်းထဲမှာပဲကျွန်တော်တို့ဒီတော်လိုက်မှာအကျင့်ပြတ်ခြားစားမှုတွေကိုကျွန်တော်တို့တိုက်ဖြတ်ရမယ်အကျင့်ပြတ်ခြားစားမှုဆိုသည့်နေရာမှာနော် ခြားစားမှုဆိုသည့်နေရာမှာအဲကိုယ့်ရဲ့မိမဘလို့အတွင်းဝင်ခန့်တာလေဒါအကျင့်ပြခြားစားခြင်းဖြစ်တယ်အကူနဲ့ကတော့ရက်ဆွေရမျိုးမကင်းလို့နော်သူကပြစ်မှုကျိုးလွန်တာကိုအရေးမယူဘူးဆိုတဲ့ခါကလည်းအကျင့်ပြခြားစားခြင်းဖြစ်တယ်အော်သူကတော့ပါတီနောက်ခံလာလို့ဆိုပြီးတော့လက်နက်ကိုအရင်ကြိုပြီးတော့တက်ပေးတာကလည်းအကျင့်ပြခြားစားခြင်းဖြစ်တယ်တခါခိုးမှုနဲ့ကြော်စောနေတာကိုအရေးမယူဘဲလက်ဆောင်နေတာကလည်း အကျင့်ပြချစားခြင်းဖြစ်တယ်အဲ့တော့ corruption ဆိုရဲနော်အာဂရိတရားဆိုတာကဟိုကျွန်တော်တို့လက်စားမှမဟုတ်ပါဘူးနော်အဲ့ဒီအာဂရိတရားဆိုတာ corruption ဆိုတာကဟိုလက်ပညာစရောခေါ်တာလဲ corruption ပါပဲတခါကျွန်တော်တို့ဒီပစံဒီခိုးနေပန်းတည်ရတာနဲ့အရေးမြူတာလဲ corruption ပါပဲအဲ့တော့ဒါတွေကူတော့နော်ထိထိရောင်းနဲ့ခေါင်းဆောင်မှုကောင်းလို့ရှိရင်လုံနိုင်တာပေါ့နော်ဒီအကျင့်ပြချစားမှုကို တိုက်ချက်နိုင်တာပေါ့နော်လောလောဆယ်မှာတော့နော်ကျွန်တော်တို့ဟိုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်းကိုယ့်ရဲ့ plan နဲ့ကိုယ့်ဘက်ကို share plan ဆွဲပြီးတော့စော်နေကြတယ်နော်အထူးသဖြင့်အားစရာရန်ကောက်တာကကျွန်တော်တို့ AA အခုဆိုလို့ရှိရင်ကပ္ပစားတွေနားအထိကိုရောက်လာတဲ့အပြင်ကိုကျွန်တော်တို့ဟိုးရန်သူကလုံးဝမမျော်လင့်ထားတဲ့ AR တိုင်းနော်ကျွန်တော်တို့အနောက် တောင်တိုင်းစစ်ဌာနချက်ကိုတော့ချင်းချောက်နေတဲ့အနေအထားကိုဖြစ်နေသလိုတခါကြောက်ဖြူရောပါသတင်းကြလဲကြောက်ဖြူကိုလည်းရတယ်လို့လို့ကျွန်တော်တို့သတင်းတွေကြားမိပါတယ်နော်အရန်ကိုအားရစရာကောင်းတယ်အေအေရဲ့နော်အေအေရဲ့အေအေရဲ့ကောင်းဆောင်မှုကိုကျွန်တော်တို့ကြည့်လိုက်ရွှေလူငယ်တွေဖြစ်တာကတပိုင်းတခါရှိမှရှိတဲ့နောင်တော်တော်လည်းဤအဖွဲကြီးတွေကိုသူတို့ကကြည့်ပြီးတော့အဲဒီကနေပြီးတော့အားနေချက်တွေကိုသူတို့ဖယ်တယ်အားသချက်တွေကိုယူတယ် နိုင်ငံတကာမှာရှိတဲ့ရခိုင်တိုင်းသားတွေရဲ့ထောက်ခံမှုကိုနှုတ်လုံလုံခြေတန်လုံလုံနဲ့စနစ်တကျပလန်ချပြီးတော့မဟာဗျူဟာကျကျလုပ်နိုင်တာဟာ AA ရဲ့အာသာချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နော် AA ကိုအရင်အားကြတယ်နော်ကျွန်တော်တို့ဒီလူဦးတော်လိုင်းရေးကြီးကို AA ရဲ့ခေါင်းဆောင်မှုမျိုးနဲ့ဖြစ်စေခြင်းနဲ့နော်တခါကျွန်တော်ရှိကိုမိတ်ဆွေတွေအများကြီးလာပြောကြတယ်နော်တကယ်လို့များမော့ဗျာ ်ဤကဟိုကျုပ်ထရမရနိုင်တော့ဒေါက်တာနော်ဒေါက်တာညိုတို့နော်သူတို့တွေဥဆောင်မယ်ဆိုလို့ရှိရင်တိတ်ကောင်းပါပဲညမဘီဂျီရဲ့လူဦးတော်လိုက်အကြီးကိုနော်နောက်ကကျတော့ဒီဘက်မှာဆိုလဲ current ခေါင်းဆောင်တွေရှိတယ်နောက်ကကျတော့ကချင်ခေါင်းဆောင်တွေရှိတယ်အဲသူတို့တွေခေါင်းဆောင်လို့ရှိရင်အဲတိတ်ကောင်းပါပဲဆိုပြီးတော့လဲပြောကြတယ်ဘိုးချုပ်ကွန်မော်တို့နော်ဘဒုဇောကွယ်ထူဝင်းတို့ဒီလိုမျိုးခေါင်းဆောင်ကြီးတွေရှိပါတယ် ဟုတ်ပါတယ်ကျွန်တော်တို့သစ္စာရှိသောเนาะငယ်သားကောင်းကြီးဖြစ်ဖို့လိုသလိုကျွန်တော်တို့ဤကိုယ်တိုင်ကလည်းအဲ့လိုမျိုးငယ်သားကောင်းကြီးအဖြစ်သစ္စာရှိရှိတာဝန်တည်တည်နဲ့เนาะကိုယ်တာဝန်ကိုယူပြီးတော့ကိုယ့်ရဲ့ဝတ္တရားကိုကိုယ်ပခုံးမော်ထမ်းနေတဲ့အချိန်မှာအကျင့်ပြတဲ့ခေါင်းဆောင်တွေနောက်ကိုမလိုက်မိဖို့တော့တည်ရေးကြည့်တယ်เนาะအဲ့ဒါလည်းတည်ရေးကြည့်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ပြည်တွင်းနေပြည်သူတွေက ငါလာဖလာဆိုတာသိတယ်နော်ကြာလာနွားလာဆိုတာလည်းသိတယ်နော်ခေါင်းဆောင်ခေါင်းလာခေါင်းဆောင်ညံ့လာဆိုတာလည်းသိတယ်ဒါပေမဲ့နိုင်ငံတကာရောက်မြန်မာတွေအဲ့ဘိုင်းမှာတော်တော်လေးကိုအားနေတယ်နော်ကျွန်တော်ကြည့်ကြည့်ရနိုင်ငံတကာရောက်မြန်မာတွေဒီအများစုလို့ပြောရမလားမသိဘူးနော်အုပ်စုကောင်းတဲ့ဘက်ကိုရိန်ထိုးပြီးတော့ဒိန်းတက်တဲ့ဂျင်းဆိုပြီးတော့လိုက်ကြတာကိုတွေ့မိရဲ့ဒါအပြင်ကျွန်တော်တို့ နိုင်ငံတကာရောက်မြန်မာတွေသည်အမုံမခံရဲဘူးအမုံမခံခြင်းဘူးဆိုတဲ့ဟာကိုအဲကျွန်တော်တွေ့မိရယ်ဒါကကျွန်တော်တို့ပြုပြင်ရမယ့်အရာတစ်ခုဖြစ်တယ်เนาะကိုကအုပ်စုကြီးတဲ့အဖွဲ့ကဘလောက်ပဲပြောနေပါစေသူတို့ကလောက်ရက်ဒီမမှန်ဘူးဆိုလို့ရှိရင်ကျွန်တော်ကစကျွန်မကစတယောက်ကစဒါကတော့မမှန်ပါဘူးဆိုပြီးတော့ပြောရတဲ့တတ်တီလောက်တော့ ကျွန်တော်တို့နိုင်ငံတကာရောက်မြန်မာတွေရှိစီခြင်းနဲ့ရှိသင့်တယ်လို့လည်းယူဆတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံတကာရောက်မြန်မာတွေအနေနဲ့နောက်ထပ်တစ်ခုလုပ်လို့ရတာဘာလဲဆိုတော့ဒီအဲအချစ်ပြချစားမှုတွေနော်နောက်တစ်ခါကျတော့ကျွန်တော်တို့ခိုးမှုနဲ့ကြော်စုံမှုတွေဒါတွေကိုတွေ့နေကြတယ်မြင်နေကြတယ်ကြားနေကြတယ်ဆိုတော့ဒါကိုတိတိနဲ့ဒီတိုင်းပဲမှိတ်ပြီးတော့ဒင်းကတဲ့ဂျိန်းကဆက်လုံနေတဲ့အခါကျတော့နော်ဆိုတော့မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ အမေရိကန်မှာပွဲတစ်ခုလုပ်တယ်အဲ့ဒီပွဲမှာလည်းနော်ခိုးမှုနဲ့ကြော်စောတဲ့သူတွေကစင်ပေါ်မှာတက်ပြီးတော့နော်လေလံနေပြစ်ပြီးတော့လုတ်ကြကြင်ကြဆိုတဲ့ခါကျတော့ရင်လေးမိတယ်နော်ရင်လေးမိတယ်ဒါကအခုကျွန်တော်တို့ဒါစကားကြုံလို့ပါပေါ့နော်စကားကြုံလို့ပါဒါကဝူးစားပေါ့တခါလည်းကြလို့ရှိရင်လည်းတို့အဲ့လိုမျိုးအကျင့်ပြတဲ့သူတွေခိုးမှုနဲ့ကြော်စောတဲ့သူတွေလည်း ပြည်သူကတိလာလို့ရှိရင်တော့သူတို့ကတပြေးနဲ့ဘေးရောက်သွားမှာပေါ့ဒါပေမဲ့လောလောဆယ်ပြည်သူရဲ့အထူးသဖြင့်နိုင်ငံတကာရောက်ပြည်သူတွေရဲ့တိမှုနည်းသေးတာလားဒါမှမဟုတ်ရှင်ဥစ္စာမှုတာဝန်ယူထားတဲ့သူတွေကအရေးမယူလို့သူတို့ကိုဆက်ပြီးတော့လက်ခံထားတာလားဆိုတာကတော့အဲကျွန်တော်တို့မေးခွန်းထုတ်เสียရှိတယ်သို့တော်လည်းသတင်းစကားပေးချင်တာကခိုးမှုနဲ့ကြော်စောတယ်ဆိုရင်နော်အကျင့်ပြတ်ခြားစားတယ်ဆိုပြီးတော့မှတ်ယူလို့ရတယ်ဆိုရင်တော့အဲ့ဒီငွေကြေးတွေကအဲ့ဒီ ဖရီဇာတွေရှိကိုမသွားသင့်တော့ဘူးเนาะတို့ရဲ့ channel တွေကမသွားသင့်ဘူးမြေပြင်မှာတကယ်ကိုလူအပ်နေတဲ့သူတွေအဲကျွန်တော်တို့ရှိတယ်ရှိတယ်ဆိုတဲ့အခါကျတော့เนาะကျွန်တော်တို့ဒီငါရှိတယ်ရှိတယ်ဆိုတဲ့အခါကျတော့တို့တွေကိုမြေပြင်ကိုဓာတ်ရိုက်ထောက်ဖို့လုပ်စေခြင်း ਨੇ ဥပမာဆိုလို့ရှိရင်အဲကျွန်တော်ရှိဦးဆက်သွယ်ရရအဖွဲ့တွေကအများကြီးပဲเนาะကျွန်တော်လည်း ဟိုဥစားပေါ့နော်ကို promote လုပ်ပေးဖို့ပေါ့ဗျာဝမ်းပြောပေးဖို့ဆိုတာကဆက်သွယ်ကြရရှိတယ်ကျွန်တော်လည်းနိုင်သလောက်တော့ပြောပေးနေပါတယ်အဲ့တော့အဲ့ဒီအမှတပွဲဆိုလို့ရှိရင်ကျွန်တော်အခုပဲတွေ့လိုက်ပါတယ် down mean စစ်ချောင်းဆိုတာရှိပါတယ်သူတို့နော် gain peacock column လို့ပြောပါတယ်သူတို့တွေကနော်ជីကာအုတ်ထုတ်တို့နော်ជីကာအုတ်ထုတ်တို့အဲ့ဒါလိုအပ်နေတယ်ဆိုပြီးတော့လည်းပြောဆိုလာတာရှိတယ်ဆိုလိုတာက မြေပြင်မှာကနော်လက်တွေ့အသက်ပေးပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေသူတို့တွေကိုကျွန်တော်တို့ကအာနာတော့အားဖြင့်သူတို့တော်မှတေးရဲတယ်တိုက်ရဲတယ်ခိုက်ရဲတယ်နော်အဲ့ဟာကိုကျွန်တော်တို့ကကြည့်ပြီးတော့ဒီနိုင်ငံတကာရောက်မြန်မာပြည်သူတွေကဒီခိုးနေလို့ရှိရင်ဘာကြောင့်မပြောရရမှာလဲအချစ်ပြတ်ချစားရင်ဘာလို့အေးမီယူရရမှာလဲတကယ်တကယ်တော့အဲ့လိုပြောအချစ်ပြတ်ချစားတဲ့သူတွေခိုးမှုနဲ့ကြော်စောတဲ့သူတွေကိုတကယ်တကယ်တော့ကျွန်တော်တို့က social punishment ဆိုတဲ့လူမျိုးပြစ်ဒဏ်ကသူတို့ကျွန်တော်တို့ကပေးရမှာလောလောဆယ်အနေထားတကယ်တော့ဖြစ်သက်တာကဥဆောင်အဖွဲ့စည်းတွေကနော်ဦးစားပြုတဲ့အဖွဲ့ပေါ့နော်အဲအဲ့ဒီအဖွဲ့တွေကနေပြီးတော့အရေးယူရပါကိုယ်မှရှိတဲ့ဥပဒေနဲ့ကိုယ်အရေးယူရမှာအ ਨੇ ဆုံးတော့ပြင်ညာချက်ထုတ်ရမှာစာထုတ်ရမှာကျွန်တော်ကတော့အဲ့လိုမြင်တယ်အဲ့လိုမျိုးအရေးမြူတဲ့အပြင်နဲ့ကာကွယ်ပေးနေလို့ပေါ့တဲ့နော် ဗမာခေါင်းဆောင်တိုင်းသားတွေကဝင်းရဆိုအဆင်ပြေမထင်နဲ့တဲ့တိုင်းသားတွေကလည်းခေါင်းဆောင်နေရလူကြမှာမဟုတ်ဘူးတဲ့အဲဖြစ်ချင်တဲ့ဆန္ဒကိုပြောတာပါနော်ဆရာမဟိုပါပေါ့ကျွန်တော်တို့က open minded ပဲလို့ပြောရမှာပါကျွန်တော်ယုံကြည်ပါတယ်ဗမာပြည်သူအများစုကလည်းလုံးဝ open minded ပါပဲသူတို့က Karen လာဥဆောင်လို့ချင်းလာဥဆောင်လို့ကချင်းလာဥဆောင်လို့ရခိုင်လာဥဆောင်လို့ဆိုတာမရှိပါဘူးသူတို့တွေပြတာကဒေါ်လာကြီးအောင်ကျင်တယ်ဒေါ်လာကြီးနိုင်ကျင်တယ်အဲ့တော့နိုင်အောင်လုပေးနိုင်မယ်လို့သူတို့က ယုံကြည်တဲ့သူယူဆတဲ့သူကိုအားကိုးတာပဲမျှော်တာပဲသူတို့တွေဥစားမယ်ဆိုသူတို့ကကြိုးစုံမှာပဲဒါကိုအဓိကပြောချင်တာပါနော်ဆိုတော့တကယ်တော့မြေပြင်မှာမြေပြင်မှာမြေပြင်မှာကျွန်တော်တို့အဲလုံနိုင်တဲ့ခေါင်းဆောင်တွေရှိပါတယ်အဲ့တော့သူတို့တွေကိုကျွန်တော်တို့ကဝိုင်းပြီးတော့အယောင်တင်ပေးမယ်ပခုံးထန်းတင်ပေးမယ်မြှောက်စားမယ်ကာကွယ်ပေးမယ်ဆိုရင်လည်းတော်လန်ရေးနော်အောင်လုပ်ခြင်းဖြစ်ပါတယ်